မထင်ရှားသောပုံနာဝိထုအနုဘုဗေနအသရှိသောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်ဒေရဝံကြောင့်တော်၌နေတော်မူစဉ်အမတ်မရှိသော ပုံနာတယောက်ကိုအကြောင်းပြု၍ဟောတော်မူလေ၏ထိုပုံနာသည်တနေ့တည်း၌နနသောသောကသာလျင် ထွက်၍ယံတို့၏တင်ငန်းယုံရာရက်၌တင်ငန်းယုံတော်မူကြဂုံသောယံတို့ကိုကြည့်ရှုကရက်တည်နေလေတည်း ဒုနီယာယတိကစီပင်ပေါက်ပွားသောမြက်ပင်ရှိနေရာဖြစ်လေ၏ဒုကရဘသောယန္တိတင်ငန်းယုံတင်ငန်းကိုယုံစဉ်တင်ငန်းအနာသည်မြက်ပင်တို့၌ဖြစ်သည်ဖြင့်ထိသည်ဖြင့်ဒီနေမောင်တို့ဖြင့်ဆိုဆို၏ပုံနာသည်လည်းဤနေရာယက်ကိုမြက်ပင်မရှိအောင်ပြုခြင်းငှာသိမ့်၏ဟုကြံ၍တဏ္ဍမောသောနောက်တနေ့၌ပေါတုကို ယူသွား၍ဒုနီယာယက်ကို ရေပေါသဖြင့်ကောင်းနေတလင်းဝန်းနှင့်တူသောနေရာဖြစ်လေ၏တပံမူသောသောနောက်တနေ့၌ထိုရဲ့သို့သွားသဖြင့်ယန်းတို့သည်သင်္ကန်းယုံတော်မူကြသည်ရှိသောတပါသောယန်းဤသင်္ကန်းအနာသည်မြေ၌ကျ၍မြေမုန်း၌ဖြစ်သည်ကိုထိခိုက်လူလဲသည်ကိုမြင်ပြန်လျင်ဤယန္နာဤသေးဖြန့်ခြင်းငါသိဤဟုကြံ၍သဲကိုဆောင်းယူကားခြေဖြန့်လေ၏ထိုကတနေ့တ၌နနက်အစောမစားမီ နေဘူးသည်ပြင်းပြသာဖြစ်လေ၏ထိုကာလ၌လည်းသင်္ကန်းယုံသောယဟန်တို့၏ကိုမရွှေယူသည့်တို့ကို မြင်ပြလျင်ဤဤရန်၌ငါကားမန္တစောင့်လို့ရှင်ကသင်ဤဟုခြံ၍မန္တကိုစောက်ပြန်လေ၏တပံမိုးတော့နောက်တနေ့၌နနသောသောကပင်လျင်မိုးရွာလေ၏မိုးဆွေလျက်ရှိ၏ထိုခါ၌လည်းဘုံနာသည်ယန်းတို့ကိုကြည့်ရှုလျက်သာလျင်ရက်နေသည်ဖြင့်မိုးရေသို့သောသင်္ကန်းရှိသောယန်းတို့ကို မြင်မြန်၍ဤရ၌ငါသည်တရားဆောက်လို့ရှင်းငါသိဤဟုကြံ၍တရားဆောက်လို့သိပြီလျင်ယခုအခါ၌တရားသာဓုခေါ်ခြင်းကိုပြုဥပ္ပဟုကြံ၍ဘုရားမူရှိသောယန္တန်ကအပေါင်းကိုပင့်ဖဲ့၍အတွင်း၌၎င်း အပ၌၎င်းယဟန်တို့ကိုနေစေတော်မူလျက်အလှပေး၍သုံးဖုံပေးပြီးသောအဆုံး၌အနုမောဒနာပြုစိန်သောငါမြတ်စွာဘုရားဤတပိတ်တော်ကို ယူပြီလျင်ဘုံတော်ကြီးတော်မူသောမြတ်စွာဘုရား ။တပည့်တော်သည်ယဟန်တို့ဤသင်္ကန်းယုံသောကာလ၌ဤဤရ၌ကြည့်ရှုကရက်နေလျက်ဤမှုကို၎င်းဤအမှုကို၎င်းပြုဥအံ့ဟုကျန်ဒီပုံပြုလုပ်ပုံကိုအစမှအစ၍ဖြစ်ဖြစ်သည်မြအလုံးစုံသောထိုအကြောင်းအရာကိုစောက်ကြလေ၏။မြတ်စွာဘုရားသည်ထိုပုံနာဤလျှောက်ကြသောစကားကိုကြားတော်မူလျက်မူရလျင်ပုံနာပညာရှိသောသူတို့မြေဒီကခဏတိုင်းခဏတိုင်းအနေငယ်မြအနေငယ်မြသောကုသိုလ်ကိုပြုလုပ်ကြကုန်လျက် အဖင်အတိုင်းအပြင်မိမိဤကုသိုလ်ဟုသောအညီအကျေးကို ထုတ်ပြကြကုန်သည်သာလျှင်တိဟုမိန်တော်မူ၍ဤခါရာကိုဟောကြားတော်မူလေ၏အနုဘုဗေနမေဓာဝီထောကံထောကံခဏိခဏိကမ္မရောရသတ္တေဝနေဒမေမလမတ္တနောကမ္မရောရွှေပရိန်တေတိရသတ္တရွှေငွေဤမလအညီအကျေးကို နေဒမဏီဤဝါထုတ်တကဲ့သို့မေဒာဝီထမြတ်သောပညာရှိသောသူသည်အနုဘဝေနာအစဉ်အဖျင်ခဏီခဏီအခွင့်ရာတိုင်းအခွင့်ရာတိုင်းထောကံထောကံနေငယ်သောကုသိုလ်ကိုကရွန်တော်ပြုလျက်အတ္တနောမိမိဤမလံရာကအသာကြည့်သောအငြိကြီးကိုနေဓမေထုတ်ရာဤဒေသနာတော်ဤအဆုံး၌ပုံနာသည်သောတာပတ္တိဖို၌တီလေဤ ။များစွာသောလူအပေါင်းအားလည်းအကျိုးရှိသောတရားဒေသနာဖြစ်တော်မူလေ၏။မထင်ရှားသော ပုံနာဝိထုပြီ၏။အလုံးပေးပြာဝေးကွာ၍ကိုယ်စိတ်နှစ်ဖြာကျမ်းမာဆန္ဒကြပါသည်။